ကိုအမတို့ဒီမှာ ရှက်တင်ငန်းစာမှာเนาะပထမဆုံးအထည်ဖြစ်ရှက်လက်တူသွားမယ်เนาะရှက်လက်တူအဲဒီမှာအမအပုံဟိုစာကိုတိုင်းလေးတစ်ခုပေးထားမယ်เนาะအဲ့ကိုတိုင်းလေးကကြတော့ median size လောက်ရှိမယ်เนาะပခုံးက16လက်တူက18.4လေရင်က13.4ရင်ပက်လေက30ခါအရှည်က26เนาะဒီချက်လေးပဲတိုင်းရမှာအမတို့ကလေအဲယောက်ျားလေးမှာတိုင်းရမှာပခုံးရဲ့လက်ရဲ့လေပင်ရဲ့ရင်ပက်လေရဲ့ခါအရှည်ဒါကိုပဲတိုင်းရမှာเนาะ အာကိုတိုင်းလေးတွေပေါ့နောက်ဒီနိုဖိုင်လေးတွေတက်တက်တင်နေမယ်နော်ပြီးရင်မတော့အဲ့ဒီအချက်ကလေးကိုပဲဒီမှာပုံတင်နေတဲ့ကိုသွားပြီးတော့အစာသွင်းမယ်နော်ပုံတင်နေကြတော့အလုံးမောင်း၉ချက်ရှိတယ်ဒါလက်တူရောလက်ရှည်ရောနော်ဒီထဲမှာပဲအကျုံးဝင်တယ်တကယ်လို့လက်တူဆိုလို့ရှိရင်တော့အမတို့ကဒီမှာလက်ဝါတို့လက်ပတ်အရှည်တို့မလိုဒီနှစ်ချက်မလိုနော်အဲကျန်တဲ့ဟာတူတူပဲနော်အဲ့တော့အမဒီမှာတွက်ပြမယ်နံပါတ်၁ကအခုံးတစ်ချမ်း ပခုံးတချံပခုံးကအမှသူ့ရဲ့ပုံသင်နေရကြတော့မူလပခုံးကိုနှစ်နဲ့စားမယ်ပြီးရင်0.4ပေါင်းမယ်နော် ိုက်ပူပေါင်းမယ်မူလပကုံးကကြတော့16เนาะ16ကိုအမတို့နှစ်နဲ့စားလိုက်လို့ရှိရင်ကိုเนาะပြီးွားလို့ရှိရင်အပေါင်း0.4ဒါဆိုလို့ရှိရင်ပကုံးတစ်ချမ်းက9.4ရတယ်เนาะနှစ်ချမ်းဒီချက်ကအခုမတို့ပထမဆုံးသွားမယ့်ဟာကကော်လာเนาะဒီမှာကော်လာဆိုလို့ရှိရင်မူလဒိုင်နာရဲ့လယ်ဘင်းကိုတစ်ပေါင်းတယ်เนาะတကယ်လို့မတို့လယ်ကရုံးဆိုရင်မူလဒိုင်နာရဲ့လယ်ဘင်းကိုနှစ်ပေါင်းတာเนาะအခုကကော်လာသွားမှာဆိုတော့မတို့ကတစ်ချက်ပဲယူမယ်ကော်လာ မူလလည်ပင်ကကြတော့73.4 73.4အပေါင်းကော်လာပဲဆိုတော့မတော်အတစ်ပဲတလက်မပဲပေါင်းမယ်ဒါဆိုရင်74.4เนาะပြီးရင်မတို့3ချက်3ချက်ကြတော့ယင်တချမ်းယင်တချမ်းကြတော့မတို့ယင်ပက်လေကို72နဲ့စားမယ်အခုအခုမတို့ သွားမယ်ဟိုရှက်အင်ကြီးကြတော့အပွားရှက်တယ်နော်ပုံမှန်ရှက်တယ်ရှက်အင်ကြီးအပွားတယ်ဆိုတော့အမတို့ကရင်ပတ်လဲကိုစက်နှစ်ပေါင်းတယ်နော်ပွားတပတ်လုံးစားအတွက်ပွားစားစက်နှစ်ပေါင်းတယ်အဲ့တော့ရင်ပတ်လဲကကြတော့30ရှိတယ်30အပေါင်းစက်နှစ်ဒါဆိုလို့ရှိရင်လေးနဲ့နဲ့နော်ပြီးရင်မတို့က၄နဲ့စားရမယ်၄ချမ်းမို့လို့၄နဲ့စားမယ် အစာလေးနော်ဒါဆိုရင်40နှစ်ကိုတချို့တွေကလက်မအောင်မစားတတ်တော့စားပြမယ်နော်40နှစ်ကိုမှတော့၄နဲ့စားမယ်အဲ့တော့၄တက်လီ၄ပြီးရင်နှစ်ဆွဲချတယ် စားမနိုင်ဘူး၄၃ည၄၃ညเนาะပြီးရင်မတို့နှစ်ကကဆွဲချရပြီးရင်မတို့ဓာတ်သမထိုးရတော့မယ်ဓာတ်သမထိုးရင်မတို့ကဒီမှာ၃ညဆွဲချတာမဟုတ်ဘူးเนาะတလမမှာ၈စိတ်ရှိရတဲ့ဒီမှာရှိနေတဲ့အကျွင်းကိုမတို့က၈နဲ့မြောက်မယ်ဒါဆိုရင်၈နဲ့၄၆အဲ့ခါကျမှမတို့ဒီ၆ကို၄နဲ့စားမယ်၄၄၄ 16ဒါဆိုရင်ပြတ်သွားပြီเนาะဒါဆိုရင်အမလို့42ကို6နဲ့စားတာ30ဒသမ4ရတယ်เนาะပြီးသွားမှသူ့ပုံစံတွေကမပြီးသေးဘူးမတို့ပြီးရင်6နဲ့စားပြီးရင်0.4ပေါင်းရတယ်အဲ့တော့အပေါင်း0.4เนาะအဲ့ဆိုလို့ရှိရင်မတို့30ဒသမ4ကို6နဲ့ပေါင်းမယ်เนาะ6စိတ် 0.5ပေါင်လိုက်မယ်ပေါင်ရင်၄နဲ့၄နဲ့ပေါင်ရင်၈ဖြစ်သွားပြီ၈ဆုံမှတော့တလက်မဖြစ်သွားပြီတလက်မဆိုရင်ဒီမှာ၈မယူတော့ဘူးဒီမှာတလက်မသွားပေါင်လိုက်ရင်မတော့၁၁ရမယ်နော်ဒါဆိုရင် ရှင်တချမ်းက၁၁ရှိစိတ်တလက်မမှာရှိစိတ်ရှိရတဲ့ရှစ်ပြည့်လို့ရှင်မတို့ကတလက်မသွားယူရတာเนาะပြင်မတို့၄ချက်၄ရကြတော့ခါရှိခါရှိဆိုတာကိုရှိနဲ့တူတူပဲเนาะခါရှိကိုရှိတူတူပဲ ခါရှိမှတော့မူလတိုင်းလာတဲ့ခါရှိကို1ပေါင်းမယ်เนาะတလက်မပေါင်းမယ်မူလခါရှိက26 1ပေါင်းတော့28နော်ပြီးရင်5ချက်5ချက်တော့မတော့ဂျိုင်းဒါလေးတွေကပြီးရင်မတေချာဟိုစအတွက်ဓာတ်ရေးအဖြေတွေအကုန်လုံးဓာတ်ပုံတွေရိုက်ပြီးတင်ပေးထားမယ်เนาะ ဇိုင်းရကြတော့မှာတို့သူ့ရဲ့ပုံစံလေးကမူလပခုံးနှစ်နဲ့စားမယ်ပြီးရင်2.4နှုတ်မယ်เนาะ2.4ကပုံစံမဟုတ်ဘူးတကယ်လို့မအားတို့ဒီမှာနံပါတ်3ဝင်ရင်တချမ်းမှာတွတ်ထားတာကဆက်ရတဲ့အဖြစ်က12ကျော်နေလို့ရှင်မအားတို့က3နှုတ်မယ်12ရဲ့အောက်ဆိုရင်2.4နှုတ်မယ်เนาะအဲ့တော့ဇိုင်းရဲ့ပုံစံလေးလေးကမအားတို့မူလပခုံးအဲမူလပခုံးကဒီမှာ78မူလပခုံးနှစ်နဲ့စားမယ် 18အစာနဲ့ဒါဆိုရင်ကိုအဲ့ဒီအမဒီမှာရင်တချမ်း17အောက်ဆိုလို့ရှိရင်အမတို့က2.4နှုတ်မယ်နော်ဒါဆိုရင်ကိုရေကနေ2.4ကိုနှုတ်ပြမယ်ကိုနောက်မှာက0ရှိရဲ့နော်ဒီမှာလဲအဲ့လိုပဲအမတို့ပေါင်းတာပဲဖြစ်ဖြစ်နှုတ်တာပဲဖြစ်ဖြစ်သူဆိုလဲအမတို့ကသုံးညတွေက၄ကိုမနှုတ်နိုင်မနှုတ်နိုင်လို့ရှိရင်တလက်မှချီရအောင်နော်တလက်မှမှာ80ရှိရဲ့အဲ့တော့80ထက်က၄နှုတ်တော့၄ဒီကိုကကျတော့10ဖြစ်သွားမယ် ရှစ်ထဲကနှစ်နှုတ်တော့6เนาะဒါဆိုရင်မတော့ဂျိုင်းက6.4ရတယ်ပြီးရင်မတော့နံပါတ်6ချက်6ကကြတော့လေရင် လက်ရင်းကြတော့မှာတို့ဟာမူလပခုံးစာနဲ့เนาะမူလပခုံးနဲ့နဲ့စာရုံမယ်မူလပခုံးကကြတော့78အစာနဲ့ဒါဆိုရင်လက်ရင်းဟာကိုရမယ်เนาะပြီးရင်မှာတို့ခုနှစ်အခုကမှာတို့ဒီမှာလက်ဝလက်ဝမလို့လက်ဝကကြတော့လက်ရှိဒီမှာပဲလို့လဲဆိုတော့မှာတို့ဒီရှက်လက်တို့မှာထည့်မတွက်တော့အောင်เนาะဒါဆိုရင်နောက်တစ်ချက်ကကြတော့ဂုံဘူးအပြား ဂုတ်ပိုးပြားဂုတ်ပိုးပြားကြတော့မတော်ကမူလလဲ့ပင်ကိုတစ်နဲ့ပေါင်းတယ်ပြီးရင်နှစ်နဲ့စားတယ်တခါတစ်ပြန်နှုတ်တယ်เนาะအဲ့တော့မူလလဲ့ပင်ကကြတော့ဒီမှာ73ဒသမ4 73ဒသမ4အပေါင်း1ဒါဆိုရင်74ဒသမ4အဲ့ဒါကိုမှတခါနှစ်နဲ့ အစားနဲ့နှစ်နဲ့စားတယ်။မှတခါလဲစားလိုက်မယ်เนาะ။မှနှစ်ခွန်းလေးဆက်လေးပြီးရင်နှစ်နှစ်လေးလေးเนาะခွန်းတဲ့သမားနှစ်ရပြီးရင်မတော့ကတစ်ပြန်နှုတ်ပေးရတယ်။အဲ့တော့6တသမနှစ်ဒါဆိုရင်ဂုတ်ပိုးပြား6တသမနှစ်ဒါဆိုရင်အမတို့လိုချင်တဲ့အချက်တွေပြည့်စုံသွားပြီစပြီးတော့ဆွဲလို့ရပြီเนาะအတိုင်းမိသွားရင်